င်္ဂလာပါကလေးတို့ရေအခုဆရာကတတ္တမောင်နဲ့မြန်မာစာမှာပါတယ်ဒူတောရွာဆိုတဲ့လမ်းချင်းကပြားထဲမှာပါတယ်ပလူကျော်ဆိုတဲ့ဟောရာလေးကြောင့်ကိုပြောပြစီကလေးတို့ရေကပြားရဲ့ခက်စစ်အပွင့်မှာဒီပလူကျော်ကိုကြော်ပလူဆိုပြီးတော့ပြထားတယ်ပြီးတော့ဘေးတိုက်မှုရတော့ပလူရှိတစ်မျိုးဆိုပြီးတော့ပြထားပါတယ်ကလေးတို့ရေ အဲ့တော့ဆရာတို့ကဒီကဗျာမှာပါတဲ့ဒီကြောပလွေပလွေကြောဆိုတာဘာလို့ဆိုရလဲဆိုတာကိုတစ်ချက်လောက်ကြည့်ရအောင်ပါဒီကြောပလွေပလွေကြောဆိုတာတကယ်တော့လူပုဂ္ဂိုလ်ပြောတာမဟုတ်ပါဘူးရှေးတုန်းကဆိုလို့ရှိညနေစောင်းပြီဆိုလို့ရှိနွားကြောင်သားလေးတွေဖြစ်တဲ့ဒီကလာသားလူပြိုလေးတွေကရွာဟုတ်တစ်လျှောက်ရွာကိုပတ်ပြီးတော့ပလွေလက်စွမ်းပြရမျိုးရှိခဲ့တယ်ကလေးတို့ကြီးဒီညမာရိုးရွာပလွေဖြစ်တဲ့ဒီအဲ့ဒီတူရီယာနွားကြောင်သားတွေရဲ့လက်ဆွဲတော်ဖြစ်ခဲ့ကြတယ်ဗောနော်အဲ့တော့ဝါပလေတလက်ကိုကိုရီယန်လုံးလို့ရက်တယ်လို့မျိုး ဈေးရနေပြီးတော့လွယ်လွယ်ကူကူဝယ်ပြီးတော့လည်းပြုလို့လို့ရတယ်အဲ့တော့ဒီမြမရိုးရပလွေကိုနှောင်းချောင်းသားတွေကစလို့ဒီ OC ဒိုဘတ်ဝိုင်းတွေအလဲမြမဆိုင်းဝိုင်းကြီးအစုံမြမတချင်းကြီးတီးတဲ့အထီးတီးရဆိုတဲ့မှုတ်တဲ့အထီးနောက်ဆိုင်းဝိုင်းတွေတီးဝိုင်းတွေအငိမ်ပွဲဇက်ပွဲတွေမှမကြမ်းသုံးနေကြဆဲဖြစ်ပါတယ်မြမရိုးရတူရိယာအုပ်စု၅ခုရှိတယ်ကလေးတို့ကြီးကျိုးတရေလေလက်ခုပ်ဆိုပြီးတော့၅ခုရှိတယ်အဲ့ထဲမှာလေတူရိယာက ရှစ်မျိုးရှိရဆိုပြီးတော့ရှစ်ကစ်တုံးအောင်သုံးခဲ့ကြသေးတယ်။ဒါပေမဲ့ဒီမိခင်မှာကျတော့လီမုတ်တူရီယာမှာကျတော့ပလူရဲ၊နှဲရဲ၊ခယူသီးရဲပဲကျန်တော့တယ်။ခယူသီးကကျတော့ဒီအတန်ဆုံးတူရီယာမဟုတ်တဲ့အတွက်ကြောင့်မလို့သိပ်ပြီးတော့အသုံးမတွင်ကျလာဘူးဒီပိုလန်တပင်နဲ့ခန်းသားကြီးလောက်ပဲသူ့ကိုသုံးတာပဲရှိတယ်။မြန်မာရိုးရပလူရကျတော့ဒီနေ့ထိသုံးနေစေ။အဲ့မြန်မာရိုးရပလူနှစ်ခုရှိတယ်။အဲ့ထက်မှာကျော်ပလူနဲ့ခင်ပလူဆိုပြီးတော့နှစ်မျိုးရှိတယ်။ အဲ့တော့ရှေးဟောင်းဒီဆောက်ဒီကြော်ပလွေနဲ့ခင်ပလွေဆိုပြီးနှစ်ခုရှိတယ်ပေါ့အဲ့တော့ဒီဆောက်ဒီရှေးဟောင်းပစ္စည်းရှေးဟောင်းနိုင်ငံဆေးရေးပကြီးတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မြန်မာသမိုင်းတလျှောက်ခင်မှာဖြစ်တဲ့ပြူခင်းနဲ့ပကန်းခင်းတွေမှာကြော်ပလွေကိုစပြီးတော့သုံးခဲ့ကြတယ်ကြော်ပလွေဆိုတော့အတန်ထွက်တဲ့ဒီအပေါက်ကလေးရှိတယ်အဲ့ဒါကိုမြင့်မို့လို့ခေါ်တယ်ပင်လယ်ကူးအပေါက်ကလေးအဲ့ဒီဘဝကနေပြီးလေကိုကြော်ပြီးတော့မှုန့်ရတဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုကြော်ပလွေလို့ခေါ်တယ်ကြော်ပလွေရကြဗေးတိုင်းမှုရအတွက်ကြောင့်မလို့သူ့ကိုဗေးတိုင်းပလွေလို့ခေါ်တယ်။နောက်ဘေးဆောင်ပလွေလို့လည်းခေါ်ကြသေးတယ်။ ဒါဘဲခေးဘယ်ချင်းကလေးကညီမပြီမှာကြော်ပလွေတွေတင်ကုန်တော့ခဲ့လဲဆိုတော့ပြောလို့မလွယ်ကူသေးဘူးပေါ့နော်။အာဒီနေ့ခင်မှာတော့ကလေးတို့တွေရဲ့ပတ်ဝန်းကျင်မှာမြင်နေရတော့ဒီညီမရွာဂီတမှာတွေ့ရတော့ခင်မလွေတာဖြစ်ပါတယ်။ကလေးတို့ဤဒါဆိုလို့ရှိရင်ကလေးတို့အနေနဲ့ဒီဒိုတော်ရွာကပြာလွမ်းချင်းကပြာမှာတွေ့ရတယ်။ဒီပလွေကျော်ကြော်ပလွေရဲ့အကြောင်းလေးကိုသိသွားမယ်လို့ထင်ပါတယ်။ကြော်ပလွေပလွေကျော်ဆိုတာလူပုဂ္ဂိုလ်ရဲ့နာမည်မဟုတ်ဘဲနဲ့ဒါရှေးခေတ်တုန်းကသုံးခဲ့တဲ့ဘေးတိုင်းမှုတ်ရတဲ့သူ့ရဲ့မြင့်မှုအပေါက်ကနေပြီးတော့ကြော်ဖြတ်ပြီးတော့လေကိုကြော်ဖြတ်ပြီးမှုတ်ရတယ်။ လိုတမင်းသားဖြစ်ကြောင်းသိရှိသွားလိမ့်မယ်လို့ထင်ပါတယ်။အဲကလေးတို့အားလုံးကိုကျေးဇူးတင်ပါတယ်။